Yeah. ခုပြောမယ့်အကြောင်းအရာအလှပနဲ့ပတ်သက်ပြီးတော့ခေါဟတ်ဂျာနယ်မှာပါလာတဲ့အကြောင်းအရာပေါ့နော်ဒါပါလဲဆိုတော့အလှပအတွက်ကိုအာနိသင်နှစ်မျိုးရရှိနိုင်တဲ့အစားအစာတွေအဲ့လိုပြောရဲဆိုတာကဘာလဲဆိုတော့ဒီအာနိသင်နှစ်မျိုးဆိုတာကတစ်မျိုးကကိုပေါ့နော်ဒါခန္ဓာကိုယ်အတွင်းထဲကိုရဖို့အတွက်ကိုစားသုံးခြင်းဖြစ်ဒါအလှပတို့အထောက်ပံ့ပြုတယ်နောက်တစ်ခုကကြတော့ဒါခန္ဓာကိုယ်ပြင်ပမှာလိမ့်ကျန်ခြင်းဖြစ်ပေါ့နော်အဲ့လိုမျိုးပြောထားတယ်ဒီတော့အဲ့ထဲမှာမှာအစားအစာတွေကတော့အများကြီးအသီးအနှံတွေအဓိကပါတာပေါ့နော်ဒီထဲမှာမှသူကထောက်ပံ့တဲ့အကြောင်းပထမဆုံးပြောထားတယ်ဒီနေ့တော့ဒါထောက်ပံ့တဲ့အကြောင်းပြောပြမယ်ပေါ့နော်ထောက်ပ က်တီနဲ့ပတ်သက်ပြီးတော့ဘယ်လိုမျိုးပြောရလဲဆိုတော့ထောက်ပက်တီကိုစားပေးခြင်းအားဖြင့်အရသာရှိတာတော့အလုံးသိရပေါ့နော်။ဒါရောထောက်ပက်တီမှဆိုရင်တော့ antioxidant နဲ့ဒီခန္ဓာကိုယ်အတွက်ကိုမရှိမဖြစ်လိုအပ်တဲ့အစီအစဉ်အများကြီးပါဝင်တယ်။ဒီတော့ထောက်ပက်တီကိုစားပေးမယ်ဆိုရင်အသားရည်နှူးညံ့စုပြေစေလိမ့်မယ်။ခန္ဓာကိုယ်အတွင်းထဲကိုရပ်သွားရနေရင်သူကသူ့ရဲ့အကျိုးအာဏိသင်ရပါတော့ဒါချက်ချင်းကိုပြရဲဆိုတာပြောပြထားတယ်။နောက်ပြီးတော့သူကထောက်ဘက်သီးကိုစားသုံးမယ်ဆိုရင်တဲ့အရေပြား cell တွေအတွက်ကိုမရှိမဖြစ်လိုအပ်တဲ့အဆီတွေကိုတဲ့သူက အကာအကွယ်ထားတဲ့အလွှာပေါ့နော်အဲ့ဒီအလွှာလေးကိုသူကပို့ပြီးအားကောင်းထောက်ပံ့ပေးထားတယ်ဒီတော့အရေးပြားမှရှိတဲ့အဒီ ဒီအစီအလွှာလေးကိုကာကွယ်ပေးထားတာဖြစ်တဲ့အတွက်ကြောင့်အရေးပြားဆိုရင်ဒါနေလောင်ကြီးတန်းကြောင့်ထိတွေ့လာတဲ့အခါမှာဖြစ်လာတဲ့ပေါ့နော်ဒီနေလောင်တန်းတွေဘာတွေလဲသူအလွှယ်တကူတက်တာပြောက်ကင်းစီရဲ့။နောက်ပြီးတော့အဲ့ဒီပြင်ကို cell အတွင်းမှာရှိတဲ့ရေဓာတ်တွေမဆုံးရှုံးအောင်လေသူကာကွယ်ပေးထားနိုင်တယ်။ဒီတော့ထောက်ပတ်တီစားပေးခြင်းအားဖြင့်အခုလိုမျိုးအလှပနဲ့ပတ်သက်ပြီးတော့အာနိသင်တွေအများကြီးရရှိနိုင်တယ်။နောက်တစ်ခုအဲ့ဒီထောက်ပတ်တီကိုစားပေးပြီဆိုရင်လိမ့်မယ်ပေါ့နော်။ခန္ဓာကိုယ်ပြင်ပကိုလိမ့်ခြင်းအားဖြင့်ဘလို့အာနိသင်ရှိလဲဆိုတော့ထောက်ပတ်တီနဲ့မျက်နှာပေါင်းတင်ပေးမယ်ဆိုရင်အသားရဲ့ခြောက်သွေးမှုတွေရဲ့နောက် ပြီးတော့ပေါ့နော်ဒီအရေးအကြောင်းဖြစ်တာတွေဒါတွေကသူကလုံးဝကာကွယ်ပေးထားနိုင်တယ်ပြီးတော့လေးလာမှုတွေအရာဆိုရင်တော့တဲ့ထောဘတ်တီကအရေးပြောင်းတင်းရင်းစီတဲ့ collagen နဲ့နောက်ပြီး elastin တွေအများကြီးထုတ် လှုပ်မှုပေါ့နော်သူကလှုံ့ဆော်ပေးတယ်အဲ့တော့ကြောင့်ခန္ဓာကိုယ်မှာမရှိမဖြစ်လိုအပ်တဲ့ရေပြားတင်းအားတွေဒါတွေနဲ့ပတ်သက်ပြီးတော့သူကဒီပေါ့နော်တင်းအားတွေကောင်းအောင်ရေပြားကိုပေါ့နော်ပျက်စီးခြင်းမရှိအောင်သူကလုံးဝကာဝယ်ပေးထားနိုင်ပါတယ်တဲ့နောက်အရွယ်တင်နှုတ်ပြောအောင် ထောဘက်တီကိုပေါင်းတင်ပေါင်းတင်ကြည့်ပါတဲ့ထောဘက်တီနဲ့ပေါ့နော်ဘယ်လိုပေါင်းတင်ရမလဲဆိုတော့သူကထောဘက်တီအမဲ့တလုံးရဲ့အသားတွေကိုတဲ့ဒိန်းချင်းကိုခွတ်တစ်ခွတ်လေးပုံတစ်ပုံနဲ့ရောရောပြီးပြီဆိုရင်မျက်နှာပြင်အနှံ့ကိုသူကတုပ်လင်းပေးရမှာအဲ့လိုတုပ်လင်းပြီးတော့ပေါင်းတင်ပေးရမှာဒီတော့အဲ့လိုပေါင်းတင်ပေးခြင်းအားဖြင့်အရေပြားမှာရှိတဲ့ cell တွေကို ို့သူကဖယ်ရှားပေးလိုက်တယ်တဲ့ဒါဖယ်ရှားပေးပြီးတော့ selfie ဖြစ်အောင်သူကဒါကူညီပေးတယ်အဲ့ဒီအပြင်ကိုအသားအရာဝင်းပပြီးတော့ကြီးလင်လာလိမ့်မယ်ဆိုပြီးပြောထားတယ်ဒီတော့အဲ့လိုမျိုးပေါင်းတင်နေတဲ့အချိန်မှာအချိန်ကတော့10မိနစ်လောက်ထားထားပြီးတော့ကြက်သီးနှွေးရည်လေးနဲ့တန့်ဆင်ပေးဒီဘက်ကိုတစ်ခါအလုပ်အဲ့လိုမျိုးလုပ်ပေးခြင်းအားဖြင့်အရွယ်မတိုင်ခင်အိုမင်းနာတွေရေပြားတွန့်နာတွေရေချောင်းဖြစ်တာတွေဒါတွေအားလုံးသွားကာဝယ်ပေးထားနိုင်တယ် ်ဒါအနည်းသင်နှစ်မျိုးပေါ့နော်စားခြင်းအဖြစ်ကောပြင်ပမှာခနာကိုပြင်ပမှာဆိုရင်လည်းအလှပပစ္စည်းနေနဲ့အသုံးပြုခြင်းအဖြစ်နဲ့သူကအကျိုးအနည်းသင်နေအများကြီးရနိုင်နေတဲ့ပြီးတော့ဒီဟာဒီမှာထောက်ပတ်သေးပေါ့နေဟုတ်တယ်ဟုတ်တယ် ကဲဒါဆိုရင်ဒီတစ်ခါမှာကြတော့ဆိုမအလားပါအတွက်ဒီကယ်လိုရီအကြောင်းပြောပြပေးမယ်အဲ့တော့ကယ်လိုရီအကြောင်းဆိုတော့ဆိုမဒါပေါ့နော် shape ထဲမှာဖတ်ထားတဲ့အကြောင်းလေးပါအာကယ်လိုရီကစားတာပိုသွားပြီးတနည်းတာလိုအပ်တဲ့အာဟာရထက်ပိုပြီးတော့များသွားပြီဆိုရင်အဆီရတက်လာပြီဒါအဆီတက်တယ်ဆိုတာတနည်း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 စုတာကိုနေလာတဲ့တက်တန်းတစ်ယောက်ကနဲမှမနေတာနော်အဲ့တော့ဒီရွယ်ဆိုလို့ရှိရင်ဘိုက်တွေပူလာပြီးခါမှအဆီထွက်လာပြီးအဆီထွက်လို့ရတဲ့နေရာမှန်သမျှအဆီစပြီးတော့ထွက်ပြီးပေါ့နော်အဲ့တော့ဒါကယ်လိုရီနဲ့ပတ်သက်ပြီးတော့တင်းတင်းမြတ်တအောင်ပြီးတော့ကို့အတွက် ိုအပ်တဲ့ပမာဏလောက်ပဲစားမိဖို့လည်းလိုသေးတယ်တကယ်လို့ပိုသွားပြီဆိုရင်တော့ကယ်လိုရီကိုလောင်ကျွမ်းစေမယ့် exercise တွေတော့အများကြီးလုပ်ရတော့မှာပေါ့နော်အဲ့တော့ဒီမှာဆိုရင် तू ကဘာပြောထားလဲဆိုတော့ကယ်လိုရီဆိုတာကတော့တဲ့အစားစာထဲမှာရှိတဲ့စွမ်းအင်ပါတဲ့ပြောချင်တာစွမ်းအင်ဆိုတဲ့အတွက်ကောင်းတော့ကောင်းတယ်ဒါပေမဲ့စွမ်းအင်ကလွန်ကဲသွားပြီဆိုရင်တော့အဆီဖြစ်ပြောင်းလဲသွားပြီပေါ့နော်အဲ့တော့ဒီမှာဆိုလို့ရှိရင်အစားအစာထဲမှာကယ်လိုရီဘလောက်ပါမပါဆိုတာသိလို့ရှိရင်ကိုယ့်ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ကယ်လိုရီပမာဏအတိုင်းချိန်ညင်ပြီးတော့စားလို့ရပြီအဓိကအဲ့ဒါလေးသိဖို့လိုတယ်ခါကျန်အွန်လိုင်းမှာတော့ရေးထားတယ်တွေ့နော်ဘယ်အ ယ်စားစားကယ်လိုရီဘလောက်ဆိုပြီးတော့လေအဲ့ဒါလေးဆိုလို့ရှိရင်ဒါချစ်ညင်ရစားတာလဲလွယ်တော့လွယ်တယ်နောက်တစ်ခုကဘာလဲဆိုတော့ဝေးများများကြာကျင်သူတွေဟာဆိုလို့ရှိရင်တော့နည်းနည်းပဲစားပြီးတော့အစားအစာနည်းနည်းပဲစားမယ်ပြီးသွားလို့ရှိရင်ဒီအလေးချိန်ကများများလုပ်မယ်ပေါ့နော်ဒါဆိုရင်တော့ဝေးကြမှာပဲအဲ့တော့ဒါလူတယောက်အတွက်ဒါပြည့်မြပေါ့နော်လိုအပ်တဲ့ကယ်လိုရီပမာဏကိုဒီမှာရေးထားတယ်အဲ့ဒါဘာလဲဆိုတော့အမျိုးသားတယောက်ဟာဆိုလို့ရှိရင်နဲ့ကိုယ်အလေးချိန်ကိုသူ့ရဲ့ပုံမှန်အတိုင်းပေါ့လှလှပပလေးထိမ့်သိမ့်မှုဆိုလို့ရှိရင်သူက 2500ဒီပေါ့နော်ကီလိုကယ်လိုရီလိုအပ်ပါတယ်တဲ့တော့အမျိုးသား2500လိုအပ်တယ်အဲဒါပေမဲ့ဝမ်းထဲဆရာကောင်းတာကအမျိုးသမီးက2000ပဲလိုအပ်တယ်တဲ့2500လောက်လိုအပ်လိုက်ပြီးတော့နော်အဲ့လိုတော့အဲ့ဆိုပို့ပြီးစားရအောင်အဲ့ဒါပြောအဲ့တော့အမျိုးသားတွေကနည်းနည်းလေးတော့ပို့ပြီးစားလို့ရတယ်ဒါကြောင့်လည်းမျိုးသားတွေကတိတ်ပြီးတော့ဝါးမသိတာတော့နော်တကယ်ပို့စားကြတယ်နော်အဲပို့လဲစားကြတယ်တပူပြီးလှုပ်ရှားမှုပို့များအဲ့ဒါလည်းဟုတ်တယ်နော်လှုပ်ရှားမှုလည်းတော်တော်ပို့များတယ်အာနောက်တစ်ခုကဘာလဲဆိုတော့ဒါဝိတ်ကြဖို့အတွက်နီလန်ကောင်းလေးတစ်ခုရှိတယ်အဲ့ဒါဘာလဲဆိုတော့တနေ့မှာတဲ့ ကိုလိုအပ်တဲ့ကယ်လိုရီထက်900ကယ်လိုရီလျှော့ပြီးတော့စားလိုက်ရုံနဲ့တပတ်အတွင်းမှာတိတိတတ်တာဝေးကြသွားလိမ့်မယ်တဲ့အော်အဲ့ဒါဝေးချဖို့အတွက်အထူးတလည်းအစီကြစေးတောက်တာမျိုးတွေပြီးတော့အရန်အပြင်းထန်ပေါ့နော်ညစာရှောင်းတာမျိုးတွေဒါရီထက်အထူးကညစာကြီးရဖြတ်လိုက်ဖို့တော့လည်းမဟုတ်ပါဘူးနော်သူလိုအပ်တဲ့ကယ်လိုရီပမာဏကိုရအောင်စားမယ်အဲ့လိုမျိုးမဟုတ်ရင်လည်းကယ်လိုရီပမာဏထက်900လျှော့ပြီးတော့စားမယ်ဆိုရင်တပတ်အတွင်းဝေးချခြင်းတဲ့သူတွေဆိုတာဒီနည်းလမ်းလုပ်လိုက်ရင်ရပြီနော်အဲ့တော့ကယ်လိုရီ900လျှော့ပြီးစားမယ်ဆိုရင်တော့ဒါတပတ်အတွင်းတိတိတတ်တာဝေးကြနိုင်ပါတယ်ဆိုပြီးတော့ပြော ထားတယ်။နောက်တစ်ခုကဘာလဲဆိုတော့ဒီမှာပေါ့နော်သူ့အနေနဲ့ဆံပဲပြောထားတဲ့ကယ်လိုရီဘယ်စားစာမှာကယ်လိုရီဘလောက်ပါလဲပေါ့နော်။အဲ့ဒါကဘာလဲဆိုတော့ဒီပေါ့ခရမ်းသီးနှက်ပေါ့ဒါပေမဲ့ပစွန်ကြောက်လေးနဲ့နှက်ထားတာမျိုး။အဲ့ခရမ်းသီးပစွန်ကြောက်နှက်ဆိုလို့ရှိရင်ねအဲကီလိုကယ်လိုရီက156ပါတယ်။ကြည့်အောင်အဲ့ဒီမှာ100ကျော်နေပြီ။သမင်းနဲ့ဘယ်လိုစားမလဲနော်။အဲ့ဒါကြောင့်ကိုတိနစ်စားလာတာဘလောက်များလဲဆိုတာဒါလေးဖတ်ကြည့်ရင်တော်တော်ရှင်းလာကြပါမယ်။ဟုတ်တယ်။ နောက်တစ်ခုကငပြောသီးငပြောသီးမှဆိုရင်သူကသီးမွေပေါ့နော်သီးမွေမှဆိုရင်140ပါတယ်တဲ့အော်ငပြောသီးသီးမွေဖီချန်ဆောင်းဟိုင်းတော့အင်း နောက်တစ်ခုကစဖြစ်သည်စဖြစ်သည်ရနေတယ်83ပြီးတော့နနက်သည်တပကံလုံးဆိုလို့ရှိရင်85ကယ်လိုရီရှိတယ်ဖရဲသည်တပကံလုံးကနေတယ်38တရက်သေးမဲ့တပကံလုံးက38ပြီးတော့သင်္ဘောသည်တပကံလုံးကဒီပေါ့နော်63ကျွဲခေါသည်တပကံလုံးက40လက်ဖက်တော့မှလည်းပါတယ်88တဲ့ နောက်တစ်ခုကလက်ဖက်တုပ်ဒဇွန်းအာလက်ဖက်တုပ်မှာဆိုလို့ရှိရင်တပွဲမှာဆိုလို့ရှိရင်88ပြီးသွားလို့ရှိရင်ထမင်းတပကံလုံးမှာဆိုလို့ရှိရင်189.5ကီလိုကယ်လိုရီဆိုတော့เนาะ ထားပါတော့200ပဲထားပါတော့အခုအဆုံးတော့2000ပဲစားရမှာဆိုတော့ထမင်းကြီးပဲစားမယ်ဆိုရင်7000တော့စားလို့ရတယ်အဲ့လိုတွက်ပြီးတော့စားရမှာเนาะဒါပေမဲ့ဒေါက်တာဆက်စားနေတယ်လေကိုကနေ့လည်းဆိုလည်းစားလိုက်တာပဲဆိုတော့ညတော့ညတယ်နောက်တစ်ခုကအာထမင်းတပတ်ကံများ6ဆုံးဆိုတော့တပတ်ကံမောက်မောက်ပေါ့เนาะတပတ်ကံမောက်မောက်ဆိုလို့ရှိရင်285ကယ်လိုရီရှိတယ်အဲစက်သားတံပေါက်ဟိုတပွဲမှဆိုလို့ရှိရင်သူက800ကီလိုကယ်လိုရီရှိတယ်။အော်ဒါကတော့တပွဲနဲ့ နဲ့တပွဲညတပွဲစားပြီးရေပဲတောက်နေမယ်ဆိုတော့ပွက်တီလောက်ကြာတယ်နော်ပြည့်နေကျွန်တော်မှစားလို့မရဘူးဟုတ်တယ်အဲ့တော့ဒါကတော့သူစားမယ်ပါတဲ့ဟာလေးပြောပြတာပေါ့တခြားဟာတွေလည်းအများကြီးရှိအွန်လိုင်းမှာရှာဖက်ကြည့်ရင်တော့ဒါတွေ့နိုင်ပါတယ်လောလောဆယ်တော့ဒါကကယ်လိုရီမများအောင်လို့ကိုယ့်ဘာကိုယ်ပဲချော့ချပြီးစားရမှာဟုတ်တယ်နော်တကယ်လည်းဝေးကြကျင်တယ်ဆိုရင်တော့ကယ်လိုရီကိုတက်ချက်ပြီးစားနိုင်မှာနော်ဟုတ်တယ်ကဲဒါဆိုရင်အခုခဏလာကြမယ်နော်ခေတ္တပြုံမေးစီစဉ်ရနေခဏနေပြည်သက်တွေအတွက်အလားပါရအကြောင်းအရာပြပြပေးဖို့အတွက်ပြန်လာခဲ့ပါဦးမယ်ရှင်